မင်္ဂလာပါဒီချေဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 8 light အခန်းဟာ example နဲ့ exercise တွေကိုပြောပြမှာဖြစ်ပါတယ်အဲ့လိုမပြောခင်မှာဒီချေတို့ပြီးခဲ့တဲ့သင်ခန်းစာတွေမှာပြောထားတဲ့လက္ခဏာသတ်မှတ်ချက်လေးတွေကိုပြန်ပြီးတော့ remind လုပ်ပေးပါမယ်မင်းတို့လည်းမှတ်စေခြင်းလို့ပါအဲ့တော့ you object distant now o brain object ရဲ့ size အဲ့ဒါတွေကိုကျတို့ပုံစံတွေ့တဲ့နေရာမှာအမြဲတမ်း always positive ကိုသုံးပါမယ်။ तू ကအမြဲတမ်း object ကအစ်စ်မလို့ပါ။ now number 2 v v မှာတော့ image distant ဖြစ်တဲ့အတွက် तू ကပုံရိပ်စစ်ပုံရိပ်ရောင်နှမျိုးရှိနေတယ်။ဒါကြောင့်မလို့ real image virtual image real image အတွက်ဆိုရင် positive sign ကိုသုံးမယ် virtual image အတွက်ဆိုရင် negative sign ကိုသုံးမယ်နံပါတ်3ချက်က focal လက်နဲ့ r နဲ့အဲ့ဒီမှာလဲနှစ်မျိုးမှတ်ပါမယ် concave နဲ့ converse နဲ့အဲ့တော့ concave အတွက်ဆိုလို့ရှိရင်ဒီချက်တို့က plus sign သုံးပြီးတော့ converse အတွက်ဆိုရင် minus sign ကိုသုံးပါမယ်နောက်နံပါတ် 4, 4အချက်က ii prime နဲ့ magnification နဲ့ ဲ့နှစ်ခုအတွက်လဲသူက image အတွက်လက္ခဏာပုံရိပ်ရဲ့ခြေကိန်းဖြစ်တယ်။နောက်ပုံရိပ်ရဲ့ site ဖြစ်တဲ့အတွက်အဲ့မှာလဲ real image နဲ့ virtual image နှစ်မျိုးရှိပါတယ်။အဲ့ဒီမှာ real image က inverted စောက်ထိုးပေါ်တယ်။ virtual image ကအတက်ပေါ်တယ်။အဲ့တော့အတက်ပေါ်တယ် sorry ဒီဇောက်ထိုးပေါ်တယ်ဆိုတာကိုမှတ်မယ်ဆိုရင်အနှုတ် အတက်ပေါ်တယ်အတက်ဆိုရင်အပေါင်းနဲ့သတ်မှတ်မယ်အဲ့ဒီမှာ နောက်တစ်ခုမှတ်လို့ရသေးတာကဒါကဝင်ရိုးအောက်မှာပေါ်လို့ဝင်ရိုးရဲ့အောက်မှာပေါ်လို့အနှုတ်လို့သတ်မှတ်လို့ရတယ်နောက်ဒီအပေါင်းကြတော့ဝင်ရိုးရဲ့အထက်မှာပေါ်လို့ ပုံရိပ်ရဝင်ရိုးရဲ့အထက်မှာပေါ်လို့အဲ့တော့ဝင်ရိုးအောက်မှာရဲ့ဝင်ရိုးအထက်မှာရဲ့မှတ်တာထက်ဒီချေက inverted ဇောက်ထိုးဆိုတဲ့အတွက် minus အတက်ဆိုရင်အပါ plus အဲ့လိုမျိုးမှတ်တာပို့ပြီးတော့မှတ်လို့လွယ်မယ်လို့ဒီချက်အနေနဲ့မြင်ပါတယ်မင်းတို့လည်းစိတ်ကြိုက်မှတ်သားလို့ရပါတယ်ဒါဒီချက်ပုံစံတွက်ဖို့အတွက်လွယ်ကူအောင်လို့မှတ်သားစရာလေးတွေပြောပြပေးတာပဲဖြစ်ပါတယ် example 1ကိုကြည့်အောင် a man 5 feet and sin inches tall and whose eye level in 5 feet and 2 inches above the ground looked at his image in a looking glass what is the minimum vertical length of the looking glass if the man is to be able to see the whole of himself အဲ့တော့၅ဘေ၆လက်မှရှိတဲ့အရက်ရှည်တဲ့လူတယောက်ဟာသူ့အမြင်ပြင်းထက်၅ဘေ၆လက်မှ ရှိတယ်သူ့ရဲ့မျက်လုံးကမြေပြင်အထက်၅ဘီနှစ်လက်မှမှာရှိတယ်သူ့ရဲ့ခြေထောက်နဲ့မျက်လုံးနဲ့အကွာအဝေးကမြေပြင်အထက်၅ဘီနှစ်လက်မှမှာသူ့ရဲ့မျက်လုံးကရှိတယ်အဲ့တော့သူကမှန်ကိုကြည့်တယ်မှန်ကိုသူ့မှန်ထဲမှာသူ့ပုံရိပ်ကိုကြည့်တဲ့အခါမှာသူ့တကိုယ်လုံးမှန်ထဲမှာမြင်နိုင်မှုအတွေ့မှန်ရဲ့အ ਨੇ ဆုံးဒေါင်လိုက်လေရာဘလောက်ဖြစ်မလဲလို့မေးတာပါအဲ့တော့မေးခွန်းကိုဒီချေတို့ဒါပြောပြပြီးတဲ့အခါမှာပုံလေးကိုတစ်ချက်ကြည့်အောင်ပုံလေးမှာကြာလို့ရှိရင်ဒီချေတို့က figure ကဒီ m က ဒီကြည်မန်ရဲ့တင်ကေတာပေါ့အမ်ကမရာရှိတဲ့နေရာပေါ့အဲ့ဒီကြည်မန်ရဲ့ပုံစံမြင်းမြောင်အတိုင်းမြင်လိုက်မယ် AB လို့ဒီချက်တော့သတ်မှတ်လိုက်မယ်အဲ့ဒီမှာ H ကကြတော့ဒီလူရဲ့ခေါင်းပေါ့ E ကကြတော့လူရဲ့ eye ပေါ့မျက်လုံးပေါ့နော် F ကကြတော့လူရဲ့ခြေတော့ပေါ့ feet ပေါ့အဲ့ဒါကိုအသေးသေးသတ်မှတ်လိုက်မယ်အဲ့လိုသတ်မှတ်လိုက်တဲ့အခါမှာကျေတော့ဒီ ခေါင်းကနေရိုက်မဲ့မှန်နေကိုခေါင်းကနေရိုက်မဲ့ရိုက်လင်းနှန်းကခေါင်းကနေထွက်မဲ့ရိုက်လင်းနှန်းကဒီမှန်ချင်းမုံရဲ့ထိတ်ပေါ့မှန်ရဲ့အေအမှတ်ကိုဝင်မဲ့ရိုက်မယ်ရိုက်လိုက်တဲ့ခါမှာအေကနေပြီးတော့ဒီချင်းမုံကနေပြန်ထွက်လာတဲ့အလင်းနှန်းဟာပြန်လင်းနှန်းဟာမျက်လုံးထဲကိုဝင်မယ်ဒီမှာလည်းအဲ့လိုပဲခြေထောက်ကနေရိုက်တယ်ရိုက်လင်းနှန်းဟာ B M A မှာရှိတဲ့ဒီချင်းမုံမှာရှိတဲ့ B M A ကိုရိုက်မယ်ပြီးတာနဲ့အဲ့ဒီချင်းမုံတွေကပြန်ထွက်တဲ့အလင်းနှန်းဟာပြန်လင်းတန်းဟာ မျက်လုံးထဲကိုဝင်မယ်ပေါ့အဲ့ဒီခါမှာဒီချဲတော့က incident ray နဲ့ reflected ray incident ray နဲ့ reflected ray ဆွဲတဲ့နေရာမှာ incident ray ဆွဲပြီးတာနဲ့ဒီချဲတော့ normal ဆွဲမယ်အာ normal ဆွဲတဲ့နေရာမှာဒီချဲဒီမှာတစ်ခုလောက်ပြန်လင်းနှန်းနဲ့ရိုက်လင်းနှန်းနဲ့ဆွဲပြီးတဲ့အခါမှာဒီနားလေးမှာတစ်ချဲဒီချဲတော့အဲလို့သတ်မှတ်လိုက်မယ်အေအဘော့ဒီအကွာဝေးနဲ့ဒီအကွာဝေးတူတယ်ဆိုတဲ့အချက်ကိုသိအောင်ပါအေအလို့သတ်မှတ်လိုက်တာပါ အဲ့တော့ဒီချေတော့ normal ကနှစ်ခုရှိမယ် normal က n1 ရှိမယ် n2 ရှိမယ် normal နှစ်ခုဟာ i ကို i ရဲ့အတွဲပြန်လင်းတဲ့ရိုက်လင်းတဲ့ရဲ့ for အတွဲပြန်လင်းတဲ့ရိုက်လင်းတဲ့ရဲ့ဖြစ်တဲ့အတွက်ပါဒါကြောင့်မလို့ normal က an အဲ့တော့ binset he အဲ့ normal က HE ကိုထပ်ပိုင်းပိုင်းလိုက်တယ်ထပ်ပိုင်းပိုင်းလိုက်တဲ့အခါမှာ AN နဲ့ EN နဲ့တူတယ်ဆိုတဲ့အချက်ကျတော့သင်္ချာညီမချင်းနီးကိုယူတာပါအဲကြောင့်မို့နှစ်ပိုင်းတစ်ပိုင်း HE ဖြစ်မယ်အဲ့တော့ H နဲ့ E နဲ့ရဲ့ကွာခြားချက်ကလည်းဒီချေတို့သိမှာပါဘလို့ရလာမလဲဆိုရင်ကခေါင်းကနေခြေအထိသူ့ရဲ့အရက်အတိုင်းတာ9ဘေ6လက်မအောင်ဒီချေတို့လက်မတွေဖွဲ့လိုက်တယ်နောက် foot ကနေမျက်လုံးအထိပေါ့ခြေထောက်ကနေမျက်လုံးအထိ EF ကအတိုင်းတာကိုငါးပင်နှစ်လက်မအောင်တခါလက်မဖွဲ့လိုက်တော့62ရမယ်အဲ့တော့ HE ဆိုလို့ရှိရင်66ထဲက62ကိုနှုတ်တော့ဒီ H နဲ့ E နဲ့အကွာဝေးကလေးလက်မပေါ့အဲ့တော့ A AN နဲ့ EN နဲ့ညီမယ် HE ကိုဒီ AL က နှစ်ပိုင်းပိုင်းတဲ့သဘော AA တန်မိုးက EN ရဲ့တန်မိုးနဲ့အတူတူပါပဲဒါကြောင့်မလို့ तू ကနှစ်ပိုင်းတစ်ပိုင်း AC AC ကိုဘိုင်းဆက်လောက်လိုက်တာပါအဲ့တော့2 inches ရမယ်အဲ့တော့နောက်တစ်ခုက normal BN2 ပေါ့အမှန်တကယ် BN လို့လဲရတယ် BN normal BN ပေါ့ BN အတွက်က EF ကို D BN ကထပ်ပိုင်းပိုင်းတဲ့အနေထားပါအဲ့တော့ BN နဲ့ဒီချေတို့နောက်တစ်ခုဘာနဲ့တူမလဲဆိုရင် EF နဲ့ EF နှစ်ပိုင်းတစ်ပိုင်းတဝက်နဲ့တူပါတယ်အဲ့တော့ AB နဲ့ EN နဲ့ဒီ AB နဲ့ EN နဲ့တူတဲ့အချက်ကိုသိရပါမယ်ဒါကြောင့်မလို့ AB equal to EN equal to နှစ်ပိုင်းတစ်ပိုင်း EF ဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့လက်မက32လက်မဆိုပြီးတော့ AB ရဲ့တန်ဖိုးပေါ့ AB ရဲ့တန်ဖိုးကရလာမှာပဲအဲ့တော့ AN နဲ့ AB နဲ့ပေါင်းခြင်းအားဖြင့်33လက်မပေါ့33လက်မ33လက်မနဲ့2လက်မနဲ့ပေါင်းခြင်းအားဖြင့် ဒီ AN နဲ့ LB နဲ့ပေါင်းခြင်းအပြင်33လမ်းမှာအဲ့တော့33လမ်းမှာကိုပေးဖွဲ့လိုက်ရင်2ပေနဲ့6လမ်းမှာပေါ့အဲ့တော့ဒီမှန်ရဲ့အ ਨੇ ဆုံးအမြင့်ဒေါင်းလိုက်အမြင့်ဟာ2ပေနဲ့6လမ်းမှာအဲ့တော့လူရဲ့အရက်တဝက်ပေါ့လူအရက်ရဲ့တဝက်တော့ရှိရမယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်မင်းတို့လည်းစူးစမ်းပြီးတော့တွေ့ကြည့်ကြပါဟာ example 2 example 2မှာ an object is placed object ကိုထားတယ် 20စင်တီမီတာ object ကိုထားတယ်20စင်တီမီတာဆိုတဲ့အတာဒီချက်တော့ u ကိုပြောခြင်းဖြစ်ပါတယ်နောက်ထပ် b ကနမတ် b မှာကြတော့သူက4စင်တီမီတာအကွာအဝေးဖြစ်တယ် u ရဲ့တန်ဖိုးနှစ်ခုပေးထားတယ် concave mirror ရဲ့ရှေ့ concave mirror လို့ပြောတယ်အဲ့ဒီမှာ concave mirror လို့ပြောတဲ့အတွက်သူ့ရဲ့ focal length ဟာဒီချက်တော့ရှေ့မှာလက္ခဏာသတ်မှတ်ချက်တွေကိုအမြဲတမ်း remind ဖြစ်နေပြီးဆိုရင် ီပုံစံတွေကိုလွယ်လွယ်ကူကူတွက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ concave mirror အတွက် focal lens က plus နဲ့သုံးပါတယ်အဲ့တော့ 1-u+ 1-b equal to 1-f နဲ့ formula မှာအစားအသွင်းပြီးရှာလိုက်မယ်ဆိုရင်ပုံရိပ်ရဲ့အကွာအဝေး image distance v equal to 30 cm ဆိုပြီးတော့ရလာပါမယ်အဲ့တော့ v ဟာ positive ဖြစ်တဲ့အတွက် positive ထွက်နေတဲ့အတွက် v ဟာ real image ပါဒီမှာစာသားအတိုင်းမဖြေဘဲနဲ့ဒီချေတို့က problem တွေတွေ့တိုင်းပဲ v ရဲ့အဖြေက30 cm plus ရလာပြီဆိုရင်ဒီမှာ real image တို့ရေးပေးတာနဲ့ဒီလိုစာသားနဲ့မဖြေလဲရပါတယ်။နောက်နံပါတ်ဘီကိုဆက်ကြည့်အောင် you are 4 cm အကွာအဝေးလို့ပြောတဲ့အတွက် 1/u 1/b equal to 1/f ဆိုတဲ့ mirror formula မှာထည့်တွက်လိုက်မယ်ဆိုရင် v ရဲ့တန်ဖိုးဟာ minus 6 cm ရလာတယ်။ minus ဆိုတဲ့လက္ခဏာကတကယ်တော့ v က minus လက္ခဏာ virtual image တွေဖြစ်တဲ့အတွက်ဒီမှာ virtual image လို့ရေးလိုက်တာနဲ့ ဘဲကြောင့်ဆိုတော့ virtual image တို့ရေးလိုက်တာနဲ့ဒီချေတို့ဒီမှာစာသားနဲ့ထည့်ဖြည့်စရာမလိုတော့ပါဘူးဒီမှာရင်ဒီချေတို့အမှတ်ပြပေးလို့ရပါတယ်။နောက် example 3 an object is placed 10 cm in front of concave mirror concave mirror ဆိုပြီးပါလာပြီ concave mirror ရဲ့ shape object ကိုထားတယ်အဲ့တော့ဒါက u ရဲ့အကွာဝေး object distance ဖြစ်တဲ့အတွက် plus ပါ object က u ကအမြဲတမ်း always plus ပါနောက် concave mirror ဖြစ်တဲ့အတွက်သူ့ရဲ့ပေးထားတဲ့ focal length ကလည်း plus ပါပဲ။ နောက် तू ကဘာရှာခိုင်းလဲဆိုတော့ image position ဒါ image position ဆိုရဲက v ကိုမေးတာပါနောက် magnification ကိုမေးပါတယ်အဲ့တော့1 by u + 1 by b = 1 by f နဲ့အစားသွင်းတွက်တဲ့အခါမှာ v tan ဘို -30 cm ရလာမယ်အဲ့ဒီမှာလဲ minus ဖြစ်တဲ့အတွက်ဒီချက်တို့ကပုံရိပ်ရောင်ပုံရိပ်အစစ်မဟုတ်ဘူးပုံရိပ်ရောင်ပေါ့နော် virtual image လို့ရေးပေးလို့ရပါတယ် ။နောက် magnification ကိုဆက်ရှာမယ်ဆိုရင် magnification formula တွေဖြစ်တဲ့ m = -v/u v တည်တယ် u တည်တယ်ဆိုရင် -v/u နဲ့ရှာလို့ရပါတယ်။အဲ့ဒီအခါမှာ magnification ရဲ့တန်ဖိုးကအနှုတ်သူ့မှာပါတဲ့လက္ခဏာအနှုတ်ထက်တွက်ပါတယ်။အနှုတ်ကိုထက်တွက်တဲ့အတွက်ဒီချေလို့ +3 ဆိုပြီးရလာတယ်။အဲ့တော့ plus ထွက်ခြင်းအပြင် +3 ဆိုတဲ့အတွက် image ရဲ့ ပုံစံနေချာဟာဘာဖြစ်မလဲဆိုရင် erect အတက်ဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်ပါဒီမှာလည်းရတချေတို့ erect လို့ရေးလို့ရပါတယ်စာသားနဲ့ပြန်ဖြေပေးလဲရတယ်ပေါ့နော်အဲ့တော့ i'm brain o brain နဲ့ညီမြချင်းဒီ3ကိုညီမြချင်းချလိုက်မယ်ဆိုရင် image ရဲ့ site ဟာ object ရဲ့အရွယ်အစားထက် သုံးစပိုပြီးတော့ကြီးတယ်ဆိုတော့အဓိပ္ပာယ်ကိုဆိုလိုခြင်းဖြစ်ပါတယ်။နောက်တစ်ပုဒ်ဆက်ကြည့်အောင် is a metaphor the image of an object in converse mirror mirror က converse mirror image က mirror ကနေပြီးတော့4 cm အကွာမှာရှိတယ်ဆိုတော့ image ရဲ့ v ကိုပြောခြင်းဖြစ်ပါတယ် converse mirror လို့လည်းပြောထားတယ်နောက် converse mirror မှာပေါ်တဲ့ပုံရိပ်ကအမြဲတမ်း always virtual ပေါ်ပါတယ် virtual ပေါ်တဲ့အတွက်ဒီချေတော့4 cm မှာအနှုတ်ထည့်ခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဒီမှာလဲ virtual image ကိုရေးပေးထားပါတယ်။ Now converse mirror မှာ နောက်တစ်ချက်က if the mirror has a radius of curvature converse mirror ဖြစ်တဲ့အတွက်ဒီ radius of curvature r ဟာ minus နဲ့သုံးပါတယ် converse mirror ဖြစ်လို့ပါအဲ့တော့ radius of curvature သိရင် f = r/2 နဲ့တွက်လိုက်မယ်ဆိုရင် focal length ကို ရလာမှာပါအဲ့တော့ focal length ကလည်း minus ပဲရတယ်ဒီမှာလည်းတချို့ converse mirror လို့ဖြည့်ရေးပေးပါမယ်ဖြည့်ရေးပေးပါမယ်ဖြည့်ပြီးတော့မှတ်လို့ရပါတယ်အဲ့တော့ 1 my u plus 1 my b equal to 1 my f နဲ့ data တွေကိုအစားသွင်းလိုက်မယ်ဆိုရင် u tan mo သူမေးတဲ့ find the object position ဒါ u tan mo ကိုရလာမှာဖြစ်ပါတယ် u ကတော့ always positive ပါအဲ့တော့ magnification ကိုရှာမယ်ဆိုရင် m b equal to minus v by u နဲ့ရှာလိုက်မယ်ဆိုရင်လိုအပ်တဲ့ခြေကိန်း m ရဲ့တန်ဖိုးကိုရလာမှာပဲဖြစ်ပါတယ်အဲ့ဒီမှာလဲသူက plus ထွက်တဲ့အတွက် m ရဲ့တန်ဖိုးက e r e c t e r အတက်ပေါ်တယ် is a m a t f i g h the image of an object in concave mirror is erect a concave mirror မှာပေါ်တဲ့ပုံရိပ်ကိုသူကဆလာကလေးကပြောထားတယ် erect အတက်ပေါ်တယ်3 times size of the object ဒီမှာလဲဒီမှာကျတော့သူကယူရီဗီတွေပြင်မထားပဲနဲ့သူက image ရဲ့ size နဲ့ object ရဲ့ size ကိုနှိုင်းယှဉ်ပြီးပေးထားတာအဲ့တော့ဒီ solo ချက်ကိုဒီချက်တို့ပြန်ရေးရမယ် size of the image equal to 3 into size of the object image ကအရွယ်စားဟာ object အရွယ်စားတဲ့၃စားရှိတဲ့အတွက်ပါအဲ့တော့ iron bright equal to 3 o bright ပေါ့အဲ့တော့ iron bright နဲ့ o bright ကိုဒီလိုပြောင်းပြီးတော့ရေးလိုက်မယ်ဆိုရင် iron bright my o bright equal to +3 plus 3လို့ထွက်ပါတယ်။ဘာကြောင့်လဲ?တကယ်တော့ erect လို့ပြောထားတာဖြစ်တဲ့အတွက် plus နဲ့သုံးပါတယ်။ဥစ္စာမှာတဲ့က erect လို့သုံးထားတာပါ။ ါကြောင့်မလို့အမ်မြက်တန်ဖို့သိပြီဆိုတာနဲ့ဒါအမ်မြက်တန်ဖို့ပါအမ်မြက်တန်ဖို့သိပြီဆိုတာနဲ့ MI equal to minus V by U နဲ့အစားသွင်းလိုက်တဲ့အခါမှာ V equal to minus 3U ဆိုပြီးတော့တခုရလာပါတယ်။အဲ့ဒီမှာသူက if the mirror has radius of curvature radius of curvature 36 cm 36 cm concave mirror လို့ပြောတဲ့အတွက် concave လို့ပြောတဲ့အတွက် plus နဲ့သုံးပါတယ်။ဒါကြောင့်မလို့ အာသိပြီဆိုရင်ကျွန်တော် focal length သိတယ် focal length ကလည်း80 cm plus ပဲရပါတယ်ဟောဒီမှာလဲ concave mirror ပါပဲအော် 1/u 1/b equal to 1/f mirror formula နဲ့အစားသွင်းပြီးတွက်လိုက်မယ်ဆိုရင် u ရဲ့တန်ဖိုးရလာမှာဖြစ်ပါတယ်အဲ့တော့ vo တခါ position of the object လို့မေးတယ် object ရဲ့ position လို့မေးတဲ့အတွက် u က vo တခါပြန်ရှာခိုင်းမယ်ဆိုရင်ဒီချက်တို့ဒီ formula မှာအစားသွင်းပြီးတော့တွက်လိုက်ရုံပါပဲ။ review exercise လေးကိုကြည့်ရအောင် give the name of lyso which emit paraben and divergent b အဲ့တော့အလေးရဲ့ရင်းမြစ်တွေနှစ်ခုကိုတဲ့နာမည်ပေးရမယ်ဘာလဲဆိုရင် paraben ထွက်တာရယ်နောက်ခွဲပြားလင်းနဲ့ထွက်တာရယ်အဲ့တော့ paraben နေထွက်တဲ့ဒီအလင်းရဲ့အလင်းစုတန်းပြိုင်လင်းစုတန်းထွက်တဲ့ပစ္စည်းတွေအရာတွေကတော့သူက light house တို့နောက်တစ်ခါဒီယထားရဲ့ slime မီးတွေပေါ့ such such large using train and lighthouse emit parallel beam of light နောက်တစ်ခါမီးသီးရထွက်တဲ့ light bug ကထွက်တဲ့အလင်းတန်းရတော့သူက divergent ပြီးခွဲဖြားအလင်းတန်းပဲဖြစ်ပါတယ်ခွဲဖြားအလင်းစုတန်းနံပါတ်2 check the laws of reflection using the plane mirror ဘီညီချင်းမုံကိုတုံးပြီးတော့ဒီအလင်းမြန်ညင်းနေရာမှာကို check လုပ်ခိုင်းတာပါအဲ့တော့ဘီညီချင်းမုံကိုတုံးပြီးတော့အလင်းမြန်ညင်းနေရာမှာကို check လုပ်မယ်ဆိုရင် ီပုံစံလေးအတိုင်း check လုပ်လို့ရပါတယ်။မြင်ညီချင်းမုံကိုအလင်းနှန်းတွေထိမယ်။အလင်းနှန်းတွေထိတဲ့နေရာမှာဒါဆိုရင်ရိုက်လင်းနှန်းဒါဆိုရင်ကျေတို့ပြန်လင်းနှန်းဒါ normal ပေါ့နော်။အဲ့တော့ AO ဟာ incident rate OBR reflected rate NO ဟာ normal အဲ့တော့ AO AO ရဲ့ OB ရဲ့ ON ရဲ့ဟာ same plane ဘင်းကြီးတစ်ခုထဲမှာပဲရှိပါတယ်အဲ့တော့ down AON IR angle of incident အာဟာဒေါန် BON အာဟာအင်္ဂလိပ် reflection i နဲ့ r နဲ့ညီတယ်ဒါကြောင့်မလို့ဒါ loss of reflection ကမှန်တဲ့အကြောင်း check လုပ်တဲ့ပုံစံလေးပါနံပါတ်3 what are the difference between real and virtual image အပုံရိပ်စစ်နဲ့ပုံရိပ်ရောင်ကြားမှာရှိတဲ့ difference ကိုပြောပြခိုင်းတာပါအဲ့တော့ difference between real and virtual image real image တွေပုံရိပ်စစ်တွေကတော့တကယ်ပြန်လင်းတန်းတွေကိုတကယ်ဖြတ်တယ် ဲ့ဒီပုံရိပ်စစ်က inverted ပေါ်ပါတယ်ပြီးတော့ screen မှာမှာလည်းပေါ်တယ်ပုံရိပ်ရောင်ကတော့သူနဲ့ဆန့်ကျင်ဘက်ပေါ့နော် reflected ray ပြန်လင်းနန်းတွေကိုတကယ်မဖြတ်ဘူးဒါပေမဲ့နောက်ပြန်ဆက်ဆွဲတဲ့မြင်းတွေကိုသုံးပြီးတော့မှပေါ်လာတဲ့နေရာမှာ virtual image ဆိုတာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။နောက် virtual image ကတော့ erase ဖြစ်ပါတယ်။အတက်ပေါ်ပါတယ်။နောက် virtual image က screen ပေါ်မှာမပေါ်ပါဘူး။နံပါတ်4 what does it mean to say that plane mara produce virtual image အဲ့တော့ဒီဆိုလိုရင်းပေါ့ဘာဆိုလိုလဲဆိုရင်ပြန်ပြောမယ်မမနံပါတ်လေးကိုကြည့်အောင် what what does it mean to say that plane mara produce virtual image ပြင်ညီချင်းမောင်းနေပြီပုံရိပ်ရောင်ထုတ်ပေးတယ်ဆိုတော့ဆိုလိုရင်းကိုအဓိပ္ပာယ်ဖွင့်ခိုင်းတာပါ it mean that the plane mara produce an image which is erect of the same set as the object အဲ့တော့ဒီချက်တော့မှန်ထဲမှာကြည့်သလိုပဲဒီမှာဒီမှာကြတော့ light source လေးပေါ့ဖျောင်းနိုင်မီလေးကိုဒါမှန်ထဲမှာထွန်ပြပြီးတော့မှဒီကဖြစ်ပေါ်လာတဲ့တွေ့ရှိတဲ့အချက်တွေကိုရေးထားတာပါအဲ့တော့ပုံရိပ်ရောင်အတက်ပေါ်တယ်အရွယ်တူပဲပေါ်တယ် မှန်ရဲ့နောက်မှာပေါ်တယ်စခရင်မှာတော့မပေါ်ဘူးဘေးတိုက်ဘက်ပြောင်းမြန်ပေါ်တာကိုတွေ့လိမ့်မယ်နောက်တစ်ခါ father behind as far behind the mirror as the object is in front ရှေ့မှာရှေ့ရဒီမှန်ရဲ့ရှေ့ဥပမာနှစ်ပေကွာတယ်ဆိုမှန်ရဲ့အနောက်နှစ်ပေကွာတဲ့နေရာမှာပေါ်တယ်အဲ့တော့ဒီအကွာအဝေးနဲ့ဒီအကွာအဝေးနဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုပြထားခြင်းပဲဖြစ်ပါတယ်မင်းတို့လည်းလက်တွေ့ဆက်သက်ကြည့်လို့လည်းရပါတယ်เนาะအဲ့တော့တစ်ချက် တင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲမင်းတို့လည်းပြန်ပြီးတော့စ조사လေ့ကျင့်ကြည့်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်